ပေါကွန်ချစ်ကန်၃ဖွဲနဲ့အာလူကျော်သမီး၅ဖွဲနဲ့အအေး၅ဖွဲပါဝင်မှာဖြစ်ပြီးဒစုံကိုကြက်2000ခွဲသတ်မှတ်ထားပါတယ်။ KFC အနေနဲ့ကမ္ဘာအနှံ့မှာစိုင်ခွဲပေါင်းများစွာဖွင့်လှစ်ထားတာကြောင့်နိုင်ငံအလိုက်ဒေသခံယဉ်ကျေးမှုနဲ့ကိုက်ညီအောင် KFC မြန်မာက စီစဉ်ပေးထားတယ်လို့ကိုညံကျော်ကဆိုပါတယ်။ ကဘာလုံးမှာလည်းတို့ဆိုမှာဟို localize လုပ်ဖို့လုပ်ကြပါတယ် agency ဘာနဲ့တူတူပေါင်းပြီးတော့ဘာမှ delay ရိုးရာကြီးတဲမှာဘယ်ဥစား KSC နဲ့ light မနဲ့ KSC ဆိုတာလည်းမှာကျွန်တော်ဖြစ်စေချင်တာပျော်စရာကောင်းတဲ့ brand လေးတစ်ခုဖြစ်တယ်ဆိုတော့ဘာမှ culture တဲမှာဘယ်ဥစားပျော်စရာကောင်းမလဲဘယ်ဥစား light မလဲဆိုပြီးတော့ဟိုတွေးပြီးတော့ပေါ့ idea မျိုးစုံတွေးပြီးတော့မှဒီစုလုံးရေးပေါ်နဲ့မုံလုံးရေးပေါ်နဲ့ပေါင်းပြီးတော့လုပ်မယ်ဆိုရင်အဆင်ပြေမယ်လို့ထင်လို့ကျွန်တော်လုပ်လိုက်တာ မြမရိုးရဒကြံစာဖြစ်တဲ့မုံလုံးရီဘောနဲ့ဒကြံစူးလက်ဆောင်ကို ပေါင်းဆက်ပြီးစူလုံးရီဘောဆိုတဲ့ကစားနည်းတစ်မျိုးလည်းဒီထဲမှာပါဝင်ပါတယ်။အတာမီတစုံဝယ်ရင်စူလုံးရီဘော၅လုံးရမှာဖြစ်ပြီးကန်ဆာမဲစူးလက်ဆောင်ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ဒါအပြင်ဒကြံတွင်ရေဆူရွှဲနေတဲ့ customer တွေအတွက်လည်း KFC အမှတ်တရစိမ့်နဲ့တပတ်တစ်ထည်လက်ဆောင်ပေးအောင်ပါ။ KFC ကဒကြံတွင်မှာ KFC 1နဲ့ KFC Junction Square နှစ်ဆိုင်ကိုဖွင့်လှစ်သွားမယ်လို့ကြေညာထားပါတယ်။ဒီနေ့အတွင်းမှာမီနူးအသစ်တွေတိုးဖို့ရှိတယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြခဲ့ပါသေးတယ်။ နော်အာ customer တွေကလည်းတောင်းဆိုနေတာဘာကြီးရှိရောကျွန်တော်အစားရပါရောဟို feedback ယူပြီးတော့ကျွန်တော်ဒီတစ်နှစ်မှာ menu နည်းနည်းပို့ပြီးချက်တယ်ဒီကြံအတွင်းမှာကျွန်တော်စိုင်းစိုင်းအောက်ဖွင့်လာမယ်ဒီ assignment ဆိုင်က KFC 1ဟိုမြို့ထဲမှာရှိတဲ့ KFC တစ်ခု ਨੇ ဒီ junction square ဖြစ်ပါတယ်နောက်စိုင်းစိုင်းကကျွန်တော် mall ထဲမှာဆိုတော့ဖွင့်လို့မရဘူးပြီးတော့ဟိုဖွင့်ချိန်တွေကကျွန်တော်ဟိုမှာနည်းနည်းနှိစက်တော့မှ KFC Facebook page မှာအကြောင်းကြားပါမယ်